မင်္ဂလာပါရွှေညာမြေတာရော့ channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့တာရော့ဟောတဲ့ကိုစီဖြစ်ပါတယ်ကျွန်တော်ကနေ့တာရော့ဖတ်ကြားပေးမှာကတော့မေလာတလာတာအတွက်စနေသားသမီးများရဲ့တလာတာကံကြမ္မာကိုဖတ်ကြားပေးမှာဖြစ်ပါတယ်စနေသားသမီးများအနေဖြင့်ဒီလမှာမိမိဤအရှင်ကဖြူခဲ့တဲ့ကောင်းလာဆိုးတာ စတဲ့မိမိရဲ့လှုပ်ဆောင်ချက်တွေရဲ့အကျိုးဆက်တွေကိုပြန်လည်ခံစားရမယ်လားတလားလည်းဖြစ်ပါတယ်။မျော်လင့်မထားတဲ့သတင်းတွေကြားရတဲ့ဒီလမှာမိမိအနေနဲ့အလောက်ကိုင်းနေပညာရေးတွေစတာတွေမှာတော့မိမိကဘသူမှထင်မှတ်မထားတော့အောင်မိမိရဲ့အရှိအသွေးတွေစွမ်းစာတွေကိုပြသနိုင်မယ်ကာလာလည်းဖြစ်ပါတယ်ဒီလတလမှာတတိထားမှာတော့မိမိကို အရှက်ရအောင်မိမိတိတ်ခါမိမိနာမည်ကြဆင်းအောင်မိမိရဲ့နောက်ွယ်မှာပြောဆိုတာတွေကဲရတာတွေမိမိရဲ့မကောင်းကြောင်တရေလွင့်လာတွေကျွမ်းတတ်ပါလေပြီးတော့ဒီလာထဲမှာကစနေသားသမီးများအနေဖြင့်အထူးတတိထားမှာက ကျမ်းမာကြီးမှာဆိုရင်စနေသားသမီးများဟာ ိုက်အောင်လားလီထူလီအောင်ကြောက်ကက်နောက်ပြီးတော့ရေချိုးမလို့အေးမိတာလေးတွေစတာလေးတွေဖြစ်တတ်ပါတယ်စနေသားသမီးများအနေဖြင့်ပြီးတော့မိတ်ဆွေရဲ့တူအယောင်တွေကိုလည်းယုံလို့မရတဲ့အနေထားမှာရှိပါတယ်စနေသားသမီးများအနေဖြင့်မိမိလားတလားတာမှာကန်ကောင်းစီတဲ့ကဏ္ဍနေကြီးရှစ်ကဏ္ဍတစ်ကဏ္ဍနောက်ပြီးတော့တစ်၁၀ကဏ္ဍစတဲ့ကဏ္ဍလေးတွေကစနေသားသမီးများအနေဖြင့်ကံကောင်းစီတဲ့ကဏ္ဍလေးတွေဖြစ်ပါတယ် တနေသားသမီးများဒီလမှာငွေကြီးရကံထောက်ပံ့ရခြင်းနဲ့ဆိုရင်မိမိအိမ်မှာတော့၎င်းမိမိပတ်ဝန်းကျင်မှာတော့၎င်းရှိတယ်ကလေးတငယ်လေးတွေကိုမုံဝဲချွေတာမျိုးဒါမှမဟုတ်ရင်သူတို့အတွက်ကစားစရာအဝတ်အစားဝယ်ပေးတာမျိုးဖြစ်မိမိကံထောက်ပံ့ကိုရယူနိုင်ပါတယ်တနေသားသမီးများအနေဖြင့်လူယုံထားလို့မရသေးတဲ့လားတလားလည်းဖြစ်ပါတယ် မိမိကိုယုံကြည်တဲ့လူကမိမိနောက်ကမှမိမိမကောင်းကြောင်းတွေပြောလို့မိမိကိုပတ်ဝန်းကျင်ကအထင်သေးမြင်နေဆက်ဆံလာမှုတွေကြုံရတတ်တဲ့အတွက်တတိထားပြုလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်